ားလုံးပဲမင်္ဂလာပါမြန်မာရက်ွက် channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဒေသရှင်ပန့်အဆိုတော်မန္တလေးသား wink ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းလေးကိုဖော်ပြခြင်းပါတယ်ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ overflow music ပွဲတော်မှာဒေသရှင်မောင်းများစွာနဲ့နိုဝင်ဘာလအစမှာပဲနှစ်ရက်တိုင်တိုင်ကျင်းပခဲ့ပါတယ်လက်မှတ်ကြီးကအနိုင်ဆုံး9000ကနေ VIP ကတော့တသိန်းနာအထိအစားစားရှိပါတယ် အဲ့ဒီပွဲမှာလူငယ်တွေကြားမှာရေပန်းစားလျက်ရှိတဲ့ဂီတအမျိုးအစားဆုံးအမှုပညာရှင်များစွာပါဝင်ခဲ့ပြီးပရိသတ်ကကွင်းနဲ့အပြည့်အဝအားပေးခဲ့ပါတယ်။ဒေတူမှာတော့ထွန်းအင်္ဂရာဘူကဟက်လိုင်းအဖြစ် တင်ဆက်ခဲ့တာကြောင့်ကွင်းထဲမှာလူငယ်တွေတင်သာမကလူကြီးပိုင်းတွေအထိပါ ပြည့်နှက်နေခဲ့ပါတယ်။အဲ့ဒီအထဲမှာမန်လီသာ ဝင်းကိုဝင်းတို့ပန့်အဖွဲလေးပါဝင်ဖြောပြခဲ့ပါတယ်။ဝင်းဆိုတဲ့လူငယ်အစိုးရဟာ တင်တို့ဖះငါမဖူးဆိုတဲ့တခြင်းကိုတီဆူဖြောပြေလို့အပြီးမှပွဲလာတဲ့လူအများ မကြောက်မမနာတာတဲ့စကားတွေကိုပြောဆိုခဲ့ပြီးကွန်တုံးတွေကိုစင်မော်ကနေပြိသက်တေစီကျဲချခဲ့ပါတယ်။ဝင်းဟာနိုင်ငံသားအဆိုတော်တွေကိုလိုက်အတူယူပြီးတော့လိန်အသည့်ပညာပေးဆန်းဆန်းပြောဆိုခဲ့ပေမဲ့လည်းစကလုံးတွေဟာယုံရင်ကြမ်းတမ်းနေခဲ့တာကြောင့်လူအများကလက်မခံခဲ့ကြပါဘူး။ဒီစကားတွေနဲ့အပြုမူတွေကြောင့်ပဲ စင်အောင်မှာချက်ချင်းပွဲစုစည်းခဲ့ပြီးတော့ဆိုရှယ်မီဒီယာတွေပေါ်မှာလည်းဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။ဝင်းကလူမှုကွန်ရက်စာမျက်နှာကနေတဆင့်ပြန်လဲတောင်းပန်ခဲ့ပြီးမယ်လေ overflow ပွဲဘက်ကတော့နောက်ပွဲဒီမှာဝင်းနဲ့လက်တွဲဖြုတ်လိုက်ကြအောင်တရားဝင်ကြီးညာခဲ့ပါတယ်။နောက်တနေ့မနက်မှာပဲမဘာသာဇေယတော်များနဲ့စစ်တပ်ကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သတင်းမှားတွေလည်းထွက်ပေါ်လာပါသေးတယ်။ ဒေးတန်ရှင်ယုံလေးကလည်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်အတိပြုပြောဆိုထားပါတယ်။ယုံလေးကဝင်းငူဖမ်းမိတယ်ဆိုတာတရင်အမပါ။ခုအက်ကလေးကထွက်ပြီးတော့ရှိုးပွဲစီစဉ်သူကအကုန်တာဝန်ယူဖြည့်ရှင်းရတော့မယ်လို့သူ့ရဲ့ Facebook အကောင့်ကနေတရားဝင်တင်ထားတာကိုတွေ့ရပါတယ်ခင်ဗျာ။တရင်နဲ့အကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာ။ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။